ကြဗျာညာတိုင်းတိမိသားစုကိုလိုက်လံတတ်ထင်နေတဲ့တတ္တဝါတွေနဲ့ရန်ဆန်ရရဲ့ဘာလို့ကြမလဲဒီနေ့ကျွန်တော်ပြန်လည်ပြောပြပေးသွားမယ့်ရုပ်ရှင်ကတော့ Acadian လို့အမည်ရတဲ့ Tithix Info ဇက်ကပါခစ်ပါတယ်ဗျာကဘာကြီးပြောင်းလဲကီလူသားတွေရှင်သန်ဖို့ခက်ခဲလာတဲ့ခေတ်မှာပေါ်ဟာမြို့ပြကနေထွက်ပြေးရင်စွန့်ပစ်ထားတဲ့ကလင်းငယ်နှစ်ဦးကိုမွေးစားလိုက်ပါတယ်။၅နှစ်ကြာတော့ဂျိုးဆက်နဲ့တောမတ်ဆိုးတဲ့ကောင်လေးတွေဟာတမ်းမာလာပါပြီ ူရူရဲ့နေဆင်ဘဝမှာနေဘက်ဆိုအပြည့်ထွက်ပစ္စည်းရှာပြီးညဘက်ဆိုအိမ်သေးပုံအောင်ကကြောက်မက်ဖွယ်တတ်တော်ရီရန်ကနေရှောင်းသိမ်းရပါပဲနေဝန်တာနဲ့ဂျိုးဆက်ကပြည်တန်းပေါက်တဲ့အားလုံးကိုတက်သားတွေနဲ့ပိတ်ပြီးခွေးလေးရော့ကိုကိုပါအိမ်သေးခေါ်သွင်းပါတယ်ပေါ်ကတော့သောမတ်ပြန်လာတာကိုအပြင်းမဆောင်ပြီးနောက်ကျတဲ့အထက်စူပါတော့တယ်တောမတ်ကအနီးအနားကယူစမီသားစုရဲ့လဲမှာချားလော့ဆိုတဲ့ကောင်မလေးနဲ့တွေ့ပြီးကူညီနေရတာကြောင့်လို့ရှင်းပြပါပါတယ် အဲ့ဒီနောက်မှာတော့သူတို့၃ယောက်ဟာတခါပြည်တန်းပေါအားလုံးကိုတေချာပိတ်ပြီးမှညံစာစားကြပါတယ် ပေါ်ကသောမတ်စ်ကိုနောက်ကျ၏အိမ်ဝန်းထဲကနေအပြင်းထွက်ခွင့်ပြုတော့မှမဟုတ်ဘူးလို့ထပ်ဆူပါတော့တယ်။ဂျိုးဆပ်ကတော့သူ့အကိုကိုလောင်ပြောင်တာကနေဇန်ဖြစ်ကြပါတော့တယ်။ပေါ်ကချက်ချင်းပဲသူတို့ကိုခွဲပြီးမင်းတို့ကလူတွေတရားစံတွေမဟုတ်ဘူးလို့ပြောပါတယ်။ညစာစားပြီးနောက်ပေါ်ကတိုင်းတွေကိုစစ်တူရင်ကစားတာကြည့်နေတော့ယော့ကိုကကျမ်းပင်ကိုကော့ပြီးစူညာလာပါတယ်။ဒါကိုအန်တီယာရဲ့လက္ခဏာလို့မှတ်ယူပြီးပေါ်နဲ့သောမတ်စ်တို့အောက်ထပ်ဆင်းလာတော့တခါကိုယုတ်တိရဲ့လာခေါက်တဲ့အတန်ကြောင့်လန့်သွဲကြပါတယ်။ တတဝါတွေကအတင်းဝင်ရောက်ဖို့ကြိုးစားနေတာဖြစ်ပြီးသူတို့ကတခါမပွင့်အောင်ဖြေထားရပါတယ်ခဏကြာတော့တတဝါတွေကလက်လျှော့ပြီးပြန်သွားကြပါတယ်သောမတ်စ်ကတခါပိတ်တဲ့နေရာမှာမကူညီတဲ့အတွက်ဂျိုဆက်ကိုဝေဖန်တော့ဂျိုဆက်က သူတို့ရဲ့အပြုအမူတွေကိုတရိပ်ထားပြီးလေလာနေခဲ့တယ်လို့ပြောပြပါတယ် နောက်တနေ့မှာတော့တခါမှကုတ်ရာတွေပြည့်နေတာကိုတွေ့တော့နောက်တနေ့မှာတခါကခဏိုင်တော့မှမဟုတ်ဘူးဆိုတာထိလိုက်ရပါတယ်။ဒါကြောင့်ပေါ်နဲ့သားတွေဟာတခါကိုပိုမိုးခိုင်ခန့်အောင်လို့ဖို့တစ်သားတွေရှာထွက်ကြပါတယ်။ အိမ်ပြန်ရောက်တော့တောမတ်စ်ကတက်ခွဲနေတော့ပေါကအလုံယုံထဲမှာတခုခုလုံနေတဲ့ဂျိုးဆက်ကိုတွားကြည့်ပါတယ်ဂျိုးဆက်ကပိတ်မိနေတယ်လို့ခန်းစားရလို့ကားတစ်စီးလုံနေတာဖြစ်ဖြစ်ပေါကကူညီပင်စင်ပေးလိုက်တော့ကားကဆက်နိုးသွားပါတယ်ပေါကကားမောင်းနီးပြသွားဖို့တားတွေကိုတန်နာလီတာအောင်ခေါ်သွားပြီးအိမ်ပြန်ရောက်တော့ပစ်တန်းပေါက်တွေကိုပါအားဖြည့်ဖို့လိုအပ်ကြောင်းတတိပေးပြီးပင်စည်းတွေရှာဖို့မစ်စီတွားခိုင်းပါတယ်တောမတ်စ်ကဒီနေ့တော့လဲကိုတွားဖို့သဘောတူထားပြီးသားမို့ဒေါသထွက်ပြီးပေါကသူ့ညီကိုစောင့်ရှောက်ခိုင်းတာလို့ ့ဂျိုဇက်ကိုတိုင်ပါတယ်။ယော့စ်လန်နာရောက်တော့သောမတ်စ်ကာပေါ်ကဆင်းသွားပြီးအပြန်လောင်းမှသူ့ကိုလာခေါ်ဖို့ဂျိုဇက်ကိုမာလိုက်ပါတယ်။ အိမ်မှာပေါကတကားကိုခိုင်ခတ်အောင်လုပ်ရင်ရေတခွန်နားမှာဆေးလစ်တော့နေတော့ကြောက်တုံးတွေထဲမှာမောင်မိုက်တဲ့တွင်းနဲ့ကြီးတခုကိုတွေ့လိုက်ရပါတယ်။အဲ့ဒီအချိန်မှာဂျိုးဆက်ကမစ်သဲဆင်းပြီးပစ္စည်းရှာဖွေရင်းပိုးမွားတဲ့ကြောင့်လန့်ထောပြီးအမျက်ဆုံးထွက်ပြေးရပါတယ်။လဲမှာတော့တောမတ်စ်ကချာလော့နဲ့အတူပျော်ရွှင်စရာအချိန်လေးကိုကုံဆုံးပြီးချစ်ကြိုက်သွားကြပါတယ်။နေဝင်တော့မှမို့တောမတ်စ်ပြန်ရောက်မဲ့အချိန်ရောက်တော့ချာလော့ကသူ့ကိုတင်းချက်စွာဖက်နှံလိုက်ပါတယ်။ပေါကအိမ်ပြန်ရောက်တော့တားနှစ်ယောက်ကိုမတွေ့တာကြောင့်စိုးရိမ်နေပါတယ်။ ဂျိုးဇက်ကကားစီပြန်ရောက်ပြီးဆက်နိုပြီးထွက်လာပါတယ်။တောမတ်ကတော့အမြန်ဆုံးပြေးလာရင်ချော်လဲပြီးမြေပြင်ကအက်ကွာကျောင်းတန်းကိုကြာသွားပါတယ်။ဂျိုးဇက်ကသူ့ညီကိုလာချိုဖို့ချင်းထားတဲ့နေရာကိုရောက်တော့တောမတ်ကိုမတွေ့တာကြောင့်ဆက်မောင်းသွားပါတယ်။အိမ်ရောက်ပြီးဖခင်ကိုပြောပြတော့ဘောကဂျိုးဇက်ကိုအိမ်ထဲဝင်ပြီးအားလုံးပိတ်ဖို့ပြောပြီးယော့ကိုနဲ့အတူတောမတ်ကိုရှာထွက်ပါတယ်။တွင်ထမ်းမှာတော့တောမတ်ကတန်းရအပြင်းထန်နဲ့နိုးလာပြီးဘီလူးတကုံရဲ့တိုက်ခိုက်ခြင်းကိုခံရပါတယ်။တောမတ်ကဒါနဲ့ထိုးလိုက်ပေမဲ့ တယောက်ဘီလူးတကောင်ကထပ်ပေါ်လာပြီးသူ့မျက်နှာကိုဖမ်းဆုပ်လိုက်ပါတယ်။ပေါ်ရောက်လာပြီးဘီလူးကိုပြန်ဆွဲထုတ်ကအ мян တက်ဖြစ်လိုက်ပါတယ်။အဲ့ဒီနောက်မှာတော့သူတို့ဟာဦးမင်တစ်ခုကိုတွေ့လိုက်ရပြီးမြေကြီးကတုန်ခါလာပြီးမြင်းအောက်ကနေလှုပ်ရှားလာတဲ့တတ္တဝါတွေကြောင့်တွင်ထဲမှာပိတ်မိသွားပါတော့တယ်။ပေါ်ကတားဖက်သူနဲ့ခွေးကိုဝေးရကိုရွေ့ခိုင်းပြီးသူကတော့မြေကြီးမှာပွင့်လာတဲ့အပေါက်ထဲကိုမီးတို့ထည့်လိုက်ပြီးပေါက်ကွဲမှုတေးသေးလေးတစ်ခုဖန်တီးလိုက်ရကံမကောင်းစွာနဲ့သူ့ကိုယ်တော့ပါထိသွားခဲ့ပါတယ်။အိမ်ထဲမှာတော့ဂျိုးဇက်ကထူးဆန်းတဲ့ အတန်တီကြားနေရတာကြောင့်အစည်းအဝေးတစ်ခုဆင်စားပြီးတခါဝါမှအိတ်ထင်ရောက်ဆောင်နေပါတယ်။တတဝါတကောင်ကဝင်လာတော့ဂျိုးဇက်ကထောင်ချုပ်ဆင်ပြီးဖမ်းလိုက်ပါတယ်။နောက်တဲ့နေ့မနက်မှာတော့ဂျိုးဇက်ကစိုးရင်လာပြီးကားယူပြီးသူတို့ကိုလိုက်ရှာဖို့ထွက်သွားပါတယ်။ အဲ့ဒီအချိန်မှာတောမက်စ်ကတော့ပိတ်နေတဲ့မြေကြီးတွေကိုတူးဖော်ပြီးဝင်ပေါက်ကိုပြန်ဖွင့်ကဒဏ်ရာရနေတဲ့ဖခင်ကိုဆွဲထုတ်နေပါတယ်။ယော့ကိုကအင်ဂျင်တန်နော့ကိုလိုက်ကဂျိုးဆပ်ကိုတွေ့ပြီးသူတို့မိသားစုဘယ်မှာရှိလဲဆိုတာကိုပြသလိုက်ပါတယ်။မကြာခင်မှာပဲညီအစ်ကိုနေလောက်ဟာပေါ့ကိုကားစီခေါ်သွားပြီးအိမ်ကအိယာပေါ်ကိုပို့ဖေးလိုက်ပါတယ်။ Thomas ကထောင်ချမိနေတဲ့တတ္တဝါကို တွေ့ပြီးအဝတ်လံလိုက်ကြောင့် Joseph ကအလင်းယုံကတတ္တဝါလေးကိုနာချင်းစေတယ်လို့ပြောပါတယ်။ Joseph ကအဲ့ဒီတရားဆန်ကိုလစ်လာခြင်းပေမဲ့ Thomas ကတတ်ချင်းလာကြောင့်သူတို့ရန်ဖြစ်နေတော့ Billu ကလွတ်မြောက်သွားပါတယ်။နောက်ဆုံး Thomas ကပုစိမ့်နဲ့ Billu ရဲ့ခေါင်းကိုပိုင်ဖြတ်ပစ်လိုက်ပါတယ်။ Thomas ကပေါ်ကို Charlotte တို့အင်ကိုခေါ်သွားတင်တယ်။အဲ့ဒီမှာပိုကောင်းတဲ့နေရာနဲ့ဆေးဝါးတွေရှိတယ်လို့ပြောပါတယ်။ညီအစ်ကိုနှစ်ယောက်ကပေါ်ကိုကားထည့်ပြန်ထည့်ပြီး Charlotte တို့ပိုင်တယ်ကိုသွားကြတော့ Charlotte ရဲ့မိဘ တွေကစေဝါအလုံးအလုံးမရှိတာကြောင့်ပေါ်ကိုလက်ခံကျင်ကြတာမဟုတ်ပါဘူး ူတို့ကသောမတ်ကိုပဲနေခွင့်ပြုပါတယ်ဂျိုးဆက်ကချက်ချင်းထွက်သွားပြီးသောမတ်ကသူ့နောက်ကိုလိုက်သွားတော့ရမ်းဖြစ်ကြပြီးဂျိုးဆက်ကဖခင်ရဲ့တေဆောင်းမှုအထွတ်သောမတ်ကိုအပြစ်တင်ပါတယ်ဒေါသထွက်နေကသောမတ်ကသူ့ညီကိုမြေပြင်ပေါ်ပြချပြီးလေပင်ကိုညစ်ပါတော့တယ်ဒါပေမဲ့သူဘာလုပ်နေလဲဆိုတာမြင်လိုက်ရတော့ရက်လိုက်ပါတယ်ဂျိုးဆက်ကကားထဲဝင်ပြီးတတိမဲ့နေတဲ့ဖခင်နဲ့ထွက်သွားတော့သောမတ်ကတော့ယုစမီတာစုနဲ့အတူပိုင်နက်မှနေခဲ့ရပါတယ်နောက်ပိုင်းမှာတော့ချားလော့ကသောမတ်နဲ့အတူအရန်ကုန်းတဲ့အစားအသောက်တွေဝေမြ စားပြီးနှစ်ဦးသားပြောရွှဲဆက်အချိန်လေးကိုကုံဆုံးပြီးနားကြပါတယ်။ဒါပေမဲ့ချာလော့ရဖခင်ပေါ်လာပြီးသူ့သမီးကိုအခန်းထဲပို့လိုက်ပါတယ်။အိမ်အပြန်လမ်းမှာဂျိုးဇက်ကသတ္တဝါတွေမြေအောက်ကနေလှုပ်ရှားနေတာကိုတွေ့ပြီးအိမ်အောက်မှာရှိနေတယ်လို့ကြောက်လာပါတယ်။ဖခင်ကိုပြုစုပြီးနောက်ဂျိုးဇက်ကအလုံယုံစီသွားပြီးအစီစဉ်အစ်စ်တစ်ခုလှုပ်ဖို့ပြင်ဆင်ပါတော့တယ်။အိမ်ထဲမှာရှောက်သွားနေတော့ဖျားအောက်မှာတွင်းတတွင်းရှိနေတာကြောင့်ဘီလူဒီအိမ်ထဲရောက်နေပြီဆိုတာသိလိုက်ရောက်ပါတယ်။ပိုင်နတ်ထဲမှာတော့ချာလော့ကဆေးပေးလိုက်လို့သောမတ်က ဆေးယူပြီးထွက်ဖို့ပြင်ဆင်ပေမဲ့ပိုင်နဲ့လောက်တောက်တယောက်ကသူ့ကိုတင်းနဲ့ချင်းပြီးခိုးယူနေတာလို့ပြောပါတယ်။ဝမ်ထက်အလုံးစုဝဲပြီးသောမတ်ကိုကားကိုတောင်စီ ခေါ်သွားကဂျိုတော့ပြီးတချင်းအကျဉ်းချီးဖွင့်ထားလိုက်ပါတယ်။သူတို့ကသောမတ်ရဲ့ခြေထောက်တွေကိုပစ်ဖို့ပြင်ဆင်နေတော့သူ့အောက်မှာတွင်းတွင်းပေါ်လာပြီးသူ့ထဲကိုပြုတ်ချသွားတာကြောင့်တင်းနဲ့ပြစ်ချက်လွဲသွားပါတယ်။ကျန်တဲ့အလို့သမားတွေကဘာဖြစ်လဲဆိုတာတွားကြည့်တော့တတ်တော်ဝတကောင်ကတွင်းထက်ကနေခုံထွက်လာပြီးအလုံးကိုတိုက်ခိုက်ပါတော့တယ်။ အင်ဂျီထဲမှာတော့ချားလော့ရဲ့မိဘနှစ်ပါးစလုံးနဲ့တတ်တော်အရေးကြောင့်အသက်ခံလိုက်ရပါတယ်။ကားကိုတောင်ကမီးစလောင်ပြီးတောမတ်စ်ကကြိုးတူခံထားတဲ့နေရာကနေလွတ်မြောက်လာပါတယ်။အဲ့ဒီအချိန်မှာဘီလူးတကောင်ကသူ့ကိုတွေ့လိုက်ပေမဲ့တိုက်ခိုက်ဖို့အရင်ချားလော့ကဘီလူးကိုလဲချပြီးနှစ်ဦးသာပြေးထွက်သွားပါတော့တယ်။ချားလော့ကသူ့မိဘတွေတေဆုံသွားပြီလို့ပြောပြတော့သူတို့နှစ်ယောက်ဟာတောမတ်စ်တို့အိမ်ကိုသွားဖို့ဆုံးဖြတ်ချသေးပါတယ်။ဂျိုးဆက်စီပြန်သွားရမယ်ဆိုရင်တော့သူကတွင်းတဲ့ကိုပရိဘော့ကတည်းပြတ်ထက်ပြီးအချိန်ဆွဲနေပါတယ်။ပြီးတော့တရီမေ นี่แหละ พากินกูนับผู้กูนั่งกาไต่พ่อไอตัวเปลี่ยนเส้นบาดเอาเด้ တခါကပေါ်ယုတ်တရက်ပြင်လာတယ်မဲ့သောမတ်နဲ့ చా လော့တို့သာဖြစ်ပါတယ်ဂျိုးဇက်ကသောမတ်ရဲ့အကူအညီလိုအပ်တယ်လို့ပြောနေတော့မှပေါ်နိုးလာတာကြောင့်သူတို့စကားဝိုင်းရပ်သွားပါတယ်သူကချက်ချင်းဆေးတောက်ပြီးသားတွေကိုတိုက်ခိုက်တာမရဖို့ပြောပါတယ်ဂျိုးဇက်ကတခြားသူတွေကိုသူ့ရဲ့အစီအစဉ်ကိုပြောပြပြီးသူတို့ကားကိုတောင်ထဲမှာတွေ့တဲ့စီပုံးတွေအားလုံးကိုစုဆောင်ကြပါတယ်ယော့ကိုကတော့လာမစ်အန်တီရဲ့ကိုတတိပေးဖို့ဆက်ပြီးအတန်ပြူနေပါတယ်သူတို့အဖွဲ့ကရေခဲတေတန်အဟောင်းတလုံးကိုပါအိမ်ထဲတွန်းသွဲလိုက်ပါတယ်အဲ့ဒီနောက်သောမတ် Charles နဲ့ Charlotte တို့ကကြံရှိနေသေးတဲ့ပစ်တန်းပေါက်ဒီအားလုံးကိုပိတ်လိုက်ပြီး Joseph ကပရိပေါက်ကပုံတစ်ခုလောက်ပြီး CD အားလုံးကိုလောင်းချောလိုက်က Parkin ရဲ့ဆေးလက်ကိုပါဖြည်းဖြည်းချင်းလောင်းကျွမ်းနေအောင်တက်လိုက်ပါတယ်။ရုတ်တရက် Twin ကိုဖုံးထားတဲ့ပုံကြီးကတုန်ခါလာပြီး Bilu တကောင်ကပေါ်ရှိတဲ့အခန်းကမိခိုခေါင်းတိုင်းထက်ကဆင်းလာပါတယ်။နောက်ထပ် Bilu တကောင်က Twin ထက်ကနေထွက်လာပြီးတခါတစ်ချက်ကိုဖြတ်ထွားတော့ Tobos ကနောက်ကနေဓာတ်နဲ့ထိုးပြီးတပ်ပစ်လိုက်ပါတယ်။တတိယတကောင်က Charlotte နောက်ကိုလိုက်လာပြီးသူမကတင်တဲ့နှစ်ချက်ချင်းပြချလိုက်ပါ ပါတယ်။အဲ့ဒီအချိန်မှာနှအိုးသားဂျိုးဆက်ကရှာဖို့အ мян ပြဲသွားပြီးအားလုံးစုပေါင်းပြီးရေခဲတဲ့တန်ကိုထပ်သွင်းကြပါတယ်။ဒါပေမဲ့ရုတ်တရက်တစ်ခါကသူတို့နောက်ကနေပွင့်လာပြီးပေါ်ကမိခုခေါင်းတိုင်းထက်ကဘီလူးကိုရှင်းပစ်ပြီးသွေးတွေနဲ့ပြန်ပေါ်လာပါတယ်။ပေါ်ကခြားလောက်ရဲ့ပစ္စတောပိုင်ယူပြီးအောက်ကတတ်တော်ရတဲ့ကိုကျမ်းပြင်ကိုအကျဉ်းချင်းပြခတ်လိုက်ပါတယ်။ဒါပေမဲ့ဘီလူးတွေကအယမ်းများပြီးမကြခင်မှာပဲသူတို့စီပြေးလာပါတော့တယ်။ပေါ်ကပထမဆုံးဘီလူးကိုပြင်းပြင်းထန်ထန်ကမ်းလိုက်တော့အလေးတရာကြောင့်ဘီလူးအများစုမြေပြင်ပေါ်လဲကျသွားပါ ါတယ်။ကျန်တဲ့သူတွေကတော့ကောင်လေးတွေကအပြစ်သက်သက်ဖြစ်လိုက်တော့ပေါ်အောင်ဩသွားပါတယ်။အဲ့ဒီနောက်ကောင်လေး၃ယောက်နဲ့ယော့ကိုဟာရေခဲတေးတန်းစီပြေးပါကြပါတယ်။သူတို့နဲ့မလိုက်ပဲပေါ်ကတကားပိတ်ပြီးသူတို့ကိုထွေးပြေးဖို့အချိန်ပေးဖို့အဲ့ဒီမှာနေခဲ့ပါတယ်။အားလုံးရေခဲတေးတန်းထဲပုန်းနေတော့ပေါ်ကကလေးငယ်တွေကိုတေချာပွေ့ချီပြီးအားလုံးအစစ်ပြေတော့မှာပါလို့ပြောခဲ့တဲ့နေ့ကိုပြန်အမရနေပါတယ်။ တတဝရီထပေါ်လာပြီးပေါကသူတို့ရဲ့အာယုံကိုဖန်ဆားထားတော့ပရိဘောကပုံကြည့်နောက်ဆုံးပေါက်ကွဲသွားတာကြောင့်အိမ်တစ်ခုလုံးပြိုကျပြီးမီးစလောင်ပါတော့တယ်။ရေခဲတေတာက လင်သွားပြီးနောက်ဆုံးရက်သွားတော့ကောင်လေးတွေက ထွက်လာပြီးအိမ်အပြက်အစီးတွေကြတဲ့ကပေါကိုရှာဖွေကြပေမဲ့ဘီလူတကောင် ရုတ်တရက်ခုန်ထွက်လာပါတယ်။သူတို့အဖွဲကကားစီပြေးပြီးမောင်းထွက်သွားတော့ဘီလူကမီးလောင်နေတဲ့ခန္ဓာကိုယ်နဲ့နောက်ကနေလိုက်ပါတော့တယ်။ ချာလော့ကပစ္စတောနဲ့ရိုက်ချလိုက်တော့ဘီလူးကလဲကျသွားပါတယ်။မိုင်အနှဲငယ်အကြမှာတော့သူတို့အဖွဲ့ကားကိုရက်ပြီးကျဲဒီဆုံလင်းနေတဲ့ကောင်းကင်ကိုကြည့်ကြပါတယ်။ညဘက်ဆိုအိမ်ထဲမှာပဲအမြဲနေခဲ့ရတာကြောင့်သူတို့တက်ခါမှမမြင်ဘူးခဲ့တဲ့မြင်ကွင်းပါ။နောက်တနေ့မနက်မှာတော့အဖွဲ့ကအိမ်ရှိခဲ့တဲ့နေရာကိုပြန်လာပြီးအသုံးဝင်တဲ့ပစ္စည်းမှန်သမျှကိုယူဆောင်ပြီးနောက်သူတို့ရဲ့ချစ်ရသူအလုံးကိုတင်ကြရိုးပြီးနောက်ဆုံးနှုတ်ဆက်ခဲ့ကြပါတယ်။အဲ့ဒီနောက်လူငယ်၃ဦးနဲ့ရော့ကိုတို့ဟာလူသစ်တွေနဲ့နေထိုင်ဖို့နေရာအသက်ကိုရှာဖွေဖို့ကားညက်ထွက် ခွာသွားပါတော့တယ်ဒီလိုနဲ့ပဲဇက်ကာလီပြီးဆုံးသွားပါတယ်ဗျာဒီရုပ်ရှင်ကိုအစင်ဘလောက်ပေးမလဲဗျာနီကိုလတ်စ်ကိတ်ပုံစံမျိုးဇက်သိန်းနဲ့သူ့ချစ်ရသူတွေကိုကာကွယ်ဖို့အထက်အမဲလို့လို့ကိုယ့်ကိုယ်ကိုစတေးဒတ်တာမျိုးကိုဒီကားမှာတွေ့မြင်ရမှာပါနောက်ထပ်ဇက်ကာကောင်းတဲ့နားစင်နေဖို့ခေါင်းလောင်းလေးနေထားဖို့မမေ့ပါနဲ့နော်ဒါဆိုနောက်တစ်ခါမှပြန်တွေ့မယ်နော်ဗျာ